ငံကြိုင်ကြော်လေးရပါတော့ညီမစီလေးများများလေးသုံးမယ်ပေါ့နော်အီအီထရေးလေးနဲ့ပို့ပြီးစားလို့ကောင်းစီများများလေးသုံးပေးပါမယ်ကျွန်တော်တို့အခုထည့်ထားတဲ့စီပူလာရင်တော့ညီမတို့စက်သွန်အနည်းစီတက်မယ်ပေါ့နော်အခုစနေမောင်လေးနည်းနည်းထည့်ပါမယ်စီစုလာပြီဆိုရနဲ့ညီမစက်တုံဒီလေးထည့်မယ်ညီမကတော့ငန်းပြားရဲ့ကြော်ကြော်ရင်ပေါ့နော်ညီမဒီစက်တုံဒီများများလေးနဲ့တိုက်တော့လေစက်တုံဒီကညီမအလုံး30လောက်ထည့်လာပါတယ် ဒီတက်သွန်တွေကတော့ကိုလိုတလောက်ထည့်ပေါ့နော်ကိုကြော်မဲ့ပမာဏပေါ်မူတည်ပြီးတော့လိုတလောက်ထည့်ပေးရပါလေဒီငင်ကြိုက်ကြော်ကြော်တဲ့နေရာမှာပေါ့နော်ညီမတို့အချိန်တော့နည်းနည်းပေးရတယ်ပြီးတော့ညီမတို့မှုလဲမှုပေးရမှာနော်ခဏခဏမှုပေးရမယ်အချိန်လဲပေးရမယ်ပေါ့နော်ဒါဆိုတကယ်ကိုမှထွထွေးအီအီလေးနဲ့ငင်ကြိုက်ကြော်လို့ရမှာပါ အခုဘောနော်ကြက်တုံလေးနည်းနည်းနွမ်းတဲ့ခါမှာတခါရဲ့ကြက်တုံဖြူပြီးပါရောထည့်လိုက်မယ်ဗောနော်ကြက်တုံဖြူပြီးပါတခါရောထည့်ပြီးကြော်ပေးပါမယ်အခုဘောနော်ကြက်တုံကြီးလေးတော့နည်းနည်းကျွတ်လာပါပြီဆိုတော့ညီမနည်းနည်းလေးထက်မွေးပေးမယ်ပြီးရင်ညီမတို့အယောင်တင်မုတ်လေးအရင်ထည့်မယ်ဗောနော်အယောင်တင်မုတ်လေးထည့်ပြီးရောအရင်ထက်နည်းနည်းထက်ကြော်ပေးမယ်ပြီးမှညီမအကြမ်းဖက်ထည့်ပါမယ် ော့ညီမအယောင်တမုတ်လေးနှစ်စွန်းလောက်ထည့်ပါမယ်။အယောင်တမုတ်လေးထည့်ပြီးနည်းနည်းထပ်မွေးလိုက်ပါမယ်။ညီမအကြံပတ်လေးထည့်မယ်ပေါ့နော်အကြံပတ်ကတော့လေကိုဆက်ဆိုင်စားတဲ့လောက်ထည့်ပေါ့နော်ညီမတို့ကအဆက်ကြိုက်တော့လေများများလေးထည့်ပါမယ်အကြံပတ်ကို ဆောင်ရွက်နည်းနည်းမွေးပေးပါမယ်အကျံဘက်ကတော့ကိုလိုတလောက်ပေါ့နော်ဆက်စားနိုင်တဲ့သူတွေကလည်းဆက်စားနိုင်တော့ထည့်ပြလို့ရပါတယ်ညီမပြီးတော့ဒီမှာအခုငံပြာကြီးလေးညီမထည့်ပါမယ်ပြီးတော့ညီမပစွန်ချောင်းမုံလေးထည့်ပါမယ်။ပြီးတော့ညီမအရသာချက်သားမုံလေးနည်းနည်းထည့်မယ်ပေါ့နော်။ ပြီးရနေညမနေဇက်တိုက်တာမွေပေးလိုက်တော့မယ်လောကထွေးဤသွားရဲ့ဒီဇက်တိုက်မွေပေးပါမယ်ဆိုတော့နည်းနည်းထွထွေးလေးဖြစ်ပါအောင်ညီမရေလေးနည်းနည်းလေးလောက်ထည့်မယ်အများကြီးတော့မဟုတ်ပါနည်းနည်းပါနော်ရေလေးနည်းနည်းလောက်ထည့်ထည့်ပြီးထမွေပေးပါမယ်အဲဆိုအောက်မှာလေးတူးွားမှာဆိုလို့ပေါ့နော်မီးလေးလည်းညီမရှော့ထားတယ်ပေါ့နော် မီးလေးနဲ့လျှော်တာပြီးရေလေးနဲ့ထည့်ပြီးတစ်သေးလေးပြအောင်ဖြတ်ပြီးအောင်မွေပေးပါမယ်။ကြော်ဒါဆိုရင်တော့ဟိုထမင်းစားရင်မပါမဖြစ်ပေါ့နော်။အရွက်ကြော်လေးနဲ့ပဲစားရင်တော့ပါဒီငယ်ပြီးချက်လေးနဲ့ဆိုထမင်းစားလို့အရင်မိတ်ပါလေ။ကြော်ဒီညံပြရဲ့ကြော်ရင်တော့ကျင်းတည်တာကတော့ချက်သွန်ကြီးများများတော့ထည့်ပြရမယ်အဲ့ဒါမှလေအနစ်ဖက်လေးလိုများများလေးရမှာပေါ့နော်။ဆိုမီနေများထည့်ပြီးမြန်ငယ်ဟုတ်ဒီကတော့ကိုလိုဂျင်နဲ့ပမာဏပေါ့နော်။ညီမတို့ကတော့အဆက်ကြိုက်လို့အဆက် ်များများလေးထည့်ပြီးတော့ကြောပေးပါတယ်။ဘယ်သူကြောင့်မို့ကတော့ထည့်ခြင်းတော့ထည့်ပေါ့နော်။ညီမတို့ကဘယ်သူကြောင့်မို့လေးထည့်ပို့ပြီးတော့လည်းမွေးယူစားလို့ပို့ကောင်းတော့ဘယ်သူကြောင့်မို့လေးထည့်ပေးပါတယ်။ခုချိန်မှာတော့ဗောနော်ထွထွေးအီအီလေးနဲ့အရန်ကိုမှထင်းမြင်စားမိနိုင်ငံတိုင်းကြက်လေးရပါပြီရှင်။ဒီဗီဒီယိုလေးကိုဆုံးခဲ့ထိကြည့်ပြီးရအတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးပဲရတာရှိရဲ့ဟင်းလျာများကိုဖန်တီးနိုင်ကြပါစေရှင်။တတ်တာ